ားလုံးပဲမင်္ဂလာပါရှင်ရောပရိသတ် channel မှာကြိုဆိုလိုက်ပါတယ်ရှင်ယွန်းရဲ့ကိုကိုကိုလည်းတနာပါအောင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်း2ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုကိုကိုလည်းတနာပါအောင်အပိုင်း2ခေါင်းစဉ်တိုးလေးတွေနဲ့သွားမှာပါသူကတော့လေပေးတော့လက်တာဖြစ်ပါစေလောကကြီးကလက်နှစ်ဖက်ထည့်ပေးလိုက်တာလက်ဖြန့်တောင်းခံဖို့တသက်ပဲမဟုတ်ဘူးပြန်လဲပေးတတ်ဖို့ပါ သူ့လက်ကို့လက်ဆိုတဲ့သဘောတရားလေးပေါ့အခွင့်အရေးဆိုတာရတိုင်းယူလို့ကောင်းတဲ့အရာမဟုတ်ဘူးအခွင့်အရေးယူပါများရင်နောင်တန်ရာဆိုတာဝေးပါသေးတယ်ခုလက်ရှိမှာကိုလူတိုင်းအမြင်ကတ်ကြတယ်ပေးရသူကကြည်ပြူလို့ပေးတာကိုဘေးကနေမနာလို့ဖြစ်နေတယ်တဲ့မနာလို့ဖြစ်เสียအကြောင်းကိုမရှိတာပါပေးသူနဲ့ယူသူတင့်မြတ်နေပြီးတာပါပဲမိဘတွေကကိုကိုလူဖြစ်လာအောင်မွေးလဲမွေးခဲ့ပြီးပြီး အရွယ်ရောက်လာအောင်ကြွေးလဲကြွေးခဲ့ပြီးပြီးတစ်ဖက်လဲနဲ့ပြန်ကြည့်ရင်ကိုအများကြီးယူခဲ့ပြီးပြီးထက်ပြီးအမွေတွေယူဖို့ကြံစီ တွေးတောနေရင်တော့မွေးရကြိုးမနှက်တဲ့သားသမီးရတာနာတွေဖြစ်သွားမှာပေါ့မိဘနှစ်ပါးလုံးကသူတို့ရဲ့ငယ်ရွယ်နှုပြမှုတွေကိုပေးဆက်ပြီးအများကြီးပေးခဲ့ပြီးလေတဖန်ပြန်ပြီးရယူဖို့မထိုက်တန်ဘူးလားမိဘဂျေဇူးဆိုတာဖျားတော်ဆက်လို့အကုန်မကြေခဲ့တာ ီနေရာမှာเนาะဟိုစကချက်လေးပေါ့စာချုပ်လေးတစ်ခုပြောချင်တာမိဘဂျေဇူးကိုဖခင်ကဆက်လို့မကုံခဲ့ဘူးမကြေခဲ့ဘူးဆိုတော့အဲ့မှားတယ်ရှင်တိလားတကယ်တမ်းကကြေတယ်เนาะအဲ့အကြောင်းကြီးကတော့တခြားတသက်အကြောင်းဟိုအဲ့အကြောင်းပြောမယ်ဆိုရင်ရှေ့လျားသွားမှာဘူးလို့ပေါ့နော်ဒါလေးဒီမှာတွေးလိုက်လို့စာကျွင်းနေနဲ့ပြောပြတာပါရှင်ဟုတ်ကဲ့ကိုရီလိုတာမန်လူတွေဘယ်ဆက်လို့ကြေပါမလဲဒါပေမဲ့ကြေသလောက်တော့ဆက်ကြရမှာပေါ့ တသက်လုံးယူခဲ့ပြီးပြီလေကိုပြန်ပေးနိုင်တဲ့အခါမညူစုပဲပြန်ပေးတတ်ပါစေအယူကြီးတသက်ရှိတဲ့လက်ကဘယ်တော့မှမိတ်ကောင်းဆွေကောင်းမရတတ်ဘူးပြီးတော့ကျေးဇူးတရားဆိုတာကြီးခေါင်းမော်ပီပြီးတသက်လုံးခေါင်းငုံခံနေရတတ်တာတွေလည်းအများကြီးပါအဲ့ဒီအထဲမှာမိဘကျေးဇူးတော့မပါဘူးပေါ့အမဲဖျားမှာဆူတောင်းဖြစ်တဲ့ပေးတော့လက်တာဖြစ်ရပါလို့ဤလို့ကိုပေးနိုင်တဲ့အရာတွေရှိလာတဲ့အခါဘာကူမှမမျောကိုပဲပေးတတ်ကန်းတတ်ပါစေ။ ကို့အတွက်တန်ဖိုးမရှိတဲ့အရာတွေတခြားသူတွေအတွက်တန်ဖိုးဖြတ်လို့မရတဲ့အရာတွေဖြစ်နေတတ်တယ်။တချို့ဆိုဘဝတွေပေးဆက်တဲ့အထိအသက်တွေပေးဆက်တဲ့အထိပေါ့ပေးနိုင်တာတွေရှိလာတဲ့အခါတနေ့ကျရင်သူလဲပြန်တိတက်လာပါလိမ့်မယ်ဆိုတဲ့ညှော်နှင်းချက်ကြီးနဲ့မပေးနဲ့စေတနာတန်တန်နဲ့သာပေးပါဘဝမှာအယူကြီးတက်တက်သာပိုင်နဲ့လက်မဖြစ်စေနဲ့ပြန်လေပေးတဲ့လက်တစုံဖြစ်ပါစေမိမသားတို့အတွက်ရှင်ယွန်း စကလုံးတွင်နဲ့တစ်ဖက်သားကိုနာကျင်စေတာမျိုးမလုပ်နဲ့စကားမပြောတတ်ရင်ဆဲတယ်လို့ပဲတဲ့ယူသားပါပွင့်လင်းပါဒါပေမဲ့ချိန်ခါလေးတည်ရတယ်ငါမနာပဲဆိုပြီးတစ်ဖက်သားကို ထိခိုက်စေမဲ့စကလုံးတွေကိုအာပေါင်းအာရင်တန်တန်ပြောနေတာကြယူသားပွင့်လင်းတာမဟုတ်တော့ဘူးတိတ်ခါချတာဖြစ်သွားပြီဘယ်သူ့အတွက်မှအကျိုးမရှိရင်အဲ့ဒီအမှန်တရားကြီးကိုမျိုးချပစ်လိုက်ပါ အစာအိမ်နာမသွားပါဘူးဒေါသထွက်တဲ့အခါစကားတွေမပြောတာအကောင်းဆုံးပဲဒေါသနဲ့ပြောတဲ့စကားမှာအမှားတွေအများကြီးပါသွားတတ်တယ်လေဒေါသဆိုတာအတိကိုအမှောင်ဖုံးပစ်တတ်တယ်ကိုနိုင်ရင်ပြီးရောဆိုတဲ့စိတ်ကဒေါသထွက်တဲ့အချိန်ပိုပြီးဒုထည်ကြီးမှလာတတ်တယ်ပြီးတော့မှငါပြောမိလေခြင်းဆိုတဲ့နောင်ဒတွေနဲ့ကိုတက်မိုးထားတဲ့အရာတွေကို ပြန်မရနိုင်တော့တဲ့အထိဆုံးရှုံးသွားရတတ်တယ်လေ။နောင်နာတွေမရခြင်းဒေါသတွေထွက်တဲ့အခါစကားတွေမပြောမိအောင်နေတာအကောင်းဆုံးပဲ။ကိုကိုယ်တိုင်မြင်ခဲ့သိရတဲ့အရာမဟုတ်တဲ့အရာတွေကိုကိုကိုယ်တိုင်မြင်ခဲ့သိခဲ့ရတယ်လို့တထစ်ချကြီးမပြောနဲ့။စကားဆိုတာမစခင်ကလေးကကားတတ်တဲ့အမျိုးလေ။ကိုကအမှန်ထင်ပြီးစပြောလိုက်တဲ့စကားတွေကနောက်တဖြည်းဖြည်းကားသွားတဲ့အခါကိုပဲအမှားဖြစ်တတ်တယ်။ကိုတာဝန်မြူနိုင်တဲ့စကားတွေဆိုမပြောလိုက်တာအကောင်းဆုံးပဲ။ စကားတွေအများကြီးပြောရင်အမှားတွေအများကြီးပါလာတတ်တယ်။ပြီးတော့စကားဆိုတာတော်တော်ကြီးစင်ကြယ်နိုင်မှတော်ကာကြတာမျိုးလေ။ကိုယ့်ဘက်ကစေတနာနဲ့ပြောပေမဲ့တစ်ဖက်နားမှာခါကျင်ခါနေတတ်တာ။အဓိကကနားထောင်တဲ့လူဘက်ကိုအရင်နားလည်ပြီးမှစကားတွေပြောတာကောင်းတယ်။မဟုတ်ရင်ကိုပြောတိုင်းနဲ့အရာမရောက်တတ်ဘူး။လေကုံတာပဲအဖက်တင်နေတာများတယ်လေ။ကောင်းတဲ့စကားပဲဖြစ်ဖြစ်မကောင်းတဲ့စကားပဲဖြစ်ဖြစ်စကားလုံးတစ်လုံးပြောဖို့အားထုတ်ရတာချင်းအတူတူ ကောင်းတာလေးတွေပြောတတ်အောင်လေ့ကျင့်ပါအကောင်းမပြောနိုင်တဲ့အခါဘာမှမပြောဘဲနေလိုက်တာကအကောင်းဆုံးပဲစကားဆိုတာပြောပြီးသွားရင် ပြန်ပြီးပြင်လို့မရတော့ဘူးလေစကားတွေမပြောခင်ကတည်းကစင်ကျင်ပါစကားလုံးတွေနဲ့တစ်ဖက်သားကိုနာကျင်သွားစေတာမျိုးမဖြစ်စေနဲ့မိမသားတို့အတွက်ရှင်ယုံဘသူအတွက်မှမကောင်းဘူးထင်ရင်ဘာမှမပြောလိုက်တာအကောင်းဆုံးပဲစကားလုံးတွေနဲ့နာကျင်စေတာက လက်နဲ့တွေနဲ့နာကျင်စရာအထက်အိုဆိုးတယ်လေရင်းကျက်တဲ့မိမမိန်းကလေးတယောက်ဟာအများသောအားဖြင့်ကလေးစံတက်ကြတယ်ကိုကိုချစ်တဲ့သူတွေအပေါ်ကိုက ချစ်တဲ့သူတွေအပေါ်စိုးကျင်နှဲ့ကျင်တက်ကြတယ်ဒါမိန်းကလေးအများစုရဲ့သဘာဝပါအသက်60အရွယ်ပဲဖြစ်ဖြစ် အသက်20အရွယ်ပဲဖြစ်ဖြစ် စိတ်စိုးကျင်ဆိုပြီးစိတ်ကောက်ခြင်းကောက်နေတတ်ကြသေးတာပဲလေဒီခုကျမပြောပြမယ့်မိန်းကလေးကြတော့ အပေါ်ကပြောပြတဲ့သဘာဝတွေရဲ့ဆန့်ကျင်ဘက်မှာရှိတယ်။မိန်းကလေးတယောက်ဆိုပေမဲ့မိန်းကလေးတိတ်မဆန်တဲ့ကောင်မလေးတယောက်ပေါ့။ပေါ့ပေါ့ပါပါနေတတ်တယ်။ဘဝကိုပျော်ပျော်ရွှင်ရွှင်လေးဖြတ်သန်းတယ်။အလုပ်ကိုလေးလေးနက်နက်လေးလုပ်တယ်။မိษွေတငယ်ချင်းတွေပေါ်ယူသားတယ်။ဒါပေမဲ့ဘသူ့အပေါ်မှာမှမိခိုလိုစိတ်မရှိဘူး။ငါမိန်းကလေးပဲလေဆိုတဲ့အတွေးနဲ့အားငယ်နေတာအားကိုးချင်မိတဲ့စိတ်တွေမရှိဘူး။ကျမကတော့ရင့်ကျက်တဲ့မိန်းမလို့ခေါင်းစဉ်တက်ပေးထားတယ်။ လူတယောက်ရဲ့ပြုတ်မှုတွေအတွေးခေါ်တွေဆိုတာငယ်ဘဝနဲ့အများကြီးဆိုင်နေလေသူ့ရဲ့ငယ်ဘဝကိုကောက်ကြည့်တဲ့အခါတတိုင်းရတဲ့တဲ့မိသားစုကဆင်းသက်လာခဲ့တာမဟုတ်ဘူးလူဂျင်နာတွေကိုမျိုးတိတ်ပြီးမျက်နာလွှဲပြီးမှကြီးပြင်းလာခဲ့ရတာလေအဲ့ဒီကလေးကသူ့မှာငါလူဂျင်နာရှိတဲ့အခါငါကိုယ်တိုင်ပဲစူးစမ်းပြီးယူရမယ်ဆိုတဲ့အတွေးကစိတ်ထဲဆွဲထင်သွားခဲ့ပြီးပြီသူတပားကိုအာကိုဖို့ထက်သူ့ကိုယ်သူ အာကိုဖို့ပဲတွေးတော့တယ် အချစ်နဲ့ပတ်သက်ပြီးလို့လဲသူနာကျင်ခဲ့ပြီးပြီအချစ်ဆိုတာကိုယုံကြည်မရှိတော့လောက်အောင်ကြောက်တက်ခဲ့ပြီးတာပေါ့ဒါကြောင့်ချစ်ကြောင်ကြိုက်ကြောင်တွေပြောတဲ့အခါနဝင်ချိုနေတာထက်ဟာတလို့ပဲမြင်လာတတ်တယ်တိတ်ပြီးမခံစားတတ်မခံစားဖြစ်တော့ဘူးခံစားချက်တွေရှိလာတဲ့အခါတောင်ဘဝရီကိုပို့ပြီးဦးစားပေးဖြစ်တဲ့နှလုံးသားထက်အုံနောက်ကတဖြည်းဖြည်းပို့ပြီးအလုံးလုံးလာတာမျိုးပေါ့ရင့်ကျက်တဲ့မိန်းမတဲ့ ီနမီလေးတက်ခံရဖို့မလိုချင်တဲ့ဒဏ်ရာတွေကိုခါစီပြီးခံခဲ့ရတာလိုချင်တဲ့ဂရုစိုက်မှုတွေကိုမလိုချင်အောင်စောင့်ပစ်ခဲ့ရတာကြောညံတဲ့စိတ်တွေတွေ့တာတတ်တဲ့စိတ်တွေကိုဘယ်သူမှမသိအောင်ဖုံးကွယ်ထားခဲ့ရတာတစ်ဖက်သားကို တွေ့တာဖို့ထက်ကိုကိုကို ပို့ပြီးပဲချစ်ပစ်လိုက်တာပို့ပြီးအေးချမ်းမယ်ထင်လို့ကျမကိုကျမချစ်လိုက်တာပါဘယ်သူကမှမမုန်းသလိုဘယ်သူအပေါ်မှလည်းအညှို့တွေမထားဘူးပြောနေတာမဟုတ်ပေမဲ့ ဘဝကိုနေလို့ပြောအောင်တိဆောက်နေတဲ့တာမန်မိန်းမသားတယောက်ပါလစ်လီရှူတဲ့နာရှူပြီးဂယူဆိုင်တဲ့အရာကိုဂယူဆိုင်ပေးလိုက်တယ်မိတဲ့နဲ့အရာကိုမိပြီးမှတ်သားတဲ့အရာကိုမှတ်ထားလိုက်တယ်အရာအလုံးကိုရင်ပတ်ထဲထည့်ထားတတ်တဲ့သူကဘဝမှာပို့ပြီးအနာတရများတတ်မှန်ကောင်းကောင်းကြီးသင်ငန်းစာရခဲ့ပြီးပြီလေရင်ကျက်တတ်တဲ့ရင်ကျက်တဲ့နေတဲ့လာယုံလောက်ပါပဲမိမသားတို့အတွက်ရှင်ယုံ ကျမမှတ်ခဲ့တာမေတ္တာတရားပါကျမတာမန်ထက်ပူပြီးကိုတိတ်ချစ်တက်ခဲ့တာအမားရိရှိလာတဲ့အခါငါပြုပြင်ပေးရင်ရမှာပါဆိုတဲ့အတွင်းနဲ့ခွင့်လွတ်ပေးခဲ့မိတယ်ဆိုတာတွေတီးခံပေးခဲ့တယ်ကျမအချစ်ကချစ်သူတယောက်လို့ဆိုတာမျိုးထက်အမေလိုအမလိုချစ်တက်ခဲ့တာရာရာကိုနားလည်ပေးခဲ့ဘူးတယ်အရာတော်တော်များများကို ခွင့်လွတ်ပေးခဲ့မိတယ် ကျမချစ်သူပါဆိုပြီးကျမပတ်ဝန်းကျင် ကျမအတိုင်းဝိုင်းမှာညနေပန်းလှစေခြင်းနဲ့စိတ်နဲ့အလုပ်တွေစူးစားစေခြင်းခဲ့မိတယ်။ဝင်မတ်ပါတယ်ဆိုတဲ့ဆွဆဲချက်တွေရှိလာပါစေ ကျမအနောက်ကနေတွန်းအားတွေပေးခဲ့တယ်။ကျမမတ်ခဲ့တာငွေမဟုတ်ဘူးကျမမတ်ခဲ့တာမေတ္တာတရားတွေပါ။ဂယူဆိုင်မှုတွေမိန်းကလေးဖြစ်တဲ့အလျောက်တက်တက်မတ်မတ်လိုချင်ခဲ့တဲ့လိုလိုက်မှုတွေဒီလောက်ပါပဲ။ကျမချစ်သူပါလို့ပြောပြလိုက်တာနဲ့ နှိမ်ချတဲ့မျက်လုံးတွေနဲ့အကြည့်ခံရတာမျိုးမလိုချင်ဘူး။လေးစားအားကြရတဲ့သူတယောက်မဟုတ်ခဲ့ရင်တော့နှိမ်ချစရာ လူတယောက်တော့မဖြစ်စေချင်ဘူးလေ။မိန်းကလေးဆိုတာသူ့ချစ်သူကို နိုင်ချင်နိုင်မယ်၊စိုးချင်စိုးမယ်။အပြစ်ပြောချင်ပြောမယ်။ဒါပေမဲ့တခြားတယောက်လာပြောမှာကိုတော့လုံးဝမကြိုက်တတ်ကြဘူးလေ။အတိတ်ကိုလည်းခွလွတ်ပါတယ်။ပစ္စုပ္ပန်မှာသာအမားတွေအများကြီးမမားစေနဲ့။မင်းကလေးတိုင်းရဲ့အိမ်မက်ကတယောက်ကိုချစ်မိရင်အဲ့ဒီတယောက်နဲ့ပဲနောက်ဆုံးထွက်သက်သည့်အိုမင်းသွားလို့ကြတာလေ။ ဲ့ဒီလိုဖြစ်ဖို့တစ္ဆာတရားတွေကအများကြီးအရေးပါတယ်။ရှေ့တယ်မဲဖြစ်ဖြစ်၊ကွဲရပဲဖြစ်ဖြစ် မဖောက်ပြားတတ်တဲ့တစ္ဆာတရားမျိုးတစ္ဆာတရားမျိုးကိုလိုချင်တတ်မှတ်ကြတယ်။ကျမလည်းမိန်းကလေးတွေကမိန်းကလေးတယောက်ပါပဲလေ။ကိုချစ်သူကိုမျက်နှာပန်းလှစေခြင်းနဲ့အပြောဆိုခံရတာတွေမကြိုက်ဘူးလေ။ဒီစုံတယောက်ပြောလာတဲ့အခါပြန်ပြီးရန်တွေ့နိုင်အောင်မှန်နေဖို့လေလူသေးတယ်။ကျမခေါင်းငုံမခံခြင်းဘူး။ ရာအလုံးကိုမဟုတ်တောင်တော်တော်များများကိုနားလည်ပေးမယ်ခွလွတ်နိုင်တဲ့အမားတွေကို ခွလွတ်သီးခံပေးမယ်အရင်ကထက်ပူချစ်ပေးမယ်ကျမဘောတစ္ဆာတော့ရှိပေးပါရှေ့မှာမို့နောက်ွယ်မို့မဟုတ်ပဲဘယ်အရက်ပဲရောက်နေရောက်နေကျမဘောတစ္ဆာရှိပေးပါဘဝမှာလူတစ်ယောက်ကိုချစ်ပြီးအဲ့ဒီတစ်ယောက်နဲ့ပဲလက်တွဲကျင်တာကျမဆန္ဒလေမိမသားတို့အတွက်ရှင်ယွန်းဟိုးအဝေးကြီးကိုလှမ်းမြော်ကြည့်တဲ့တော့ တခုခုအစင်မပြေရင်ဆိုတဲ့အတွေးနဲ့တွန်းအားတွေပေးခဲ့မိတယ်တကယ်တမ်းမှတ်ခဲ့တာငွေမဟုတ်ဘူးမေတ္တာတရားပါကိုပြောလို့အရာမထင်တဲ့နေရာတွေမှာနှုတ်ဆက်နေခဲ့ရင်အလိုလိုစကားနဲလာခဲ့တယ်ကျမအဇက်ပိတ်နားပိတ်ပြီးနေထိုင်လိုက်တယ်ဆိုတာမှန်နှွန်းလို့ငြိမ်ခံနေတာမဟုတ်ဘူးကျွဲပါဆောင်တီးဆိုတဲ့စကားကိုကြားဘူးတယ်မဟုတ်လားရှင်းပြလို့လည်းနားလည်မှာမဟုတ်တဲ့အတွက်ချိန်ကုန်မခံကျင်တော့တာပါ ကိုပြောလို့အရာမထင်တဲ့နေရာမှာနှုတ်ဆက်နေခဲ့ရင်နဲ့အလိုလိုလဲစကားနှဲလာခဲ့တယ်။ကိုမှန်တယ်ထင်ရင်ဆက်ဆက်ထိမခံတတ်ပေမဲ့ပြောကျင်စိတ်ကုံသွားတဲ့အခါဘာဆိုဘာမှကိုမပြောဖြစ်တော့ဘူး။အမှန်မထင်တဲ့လူအတွက်တော့ဘလောက်ပဲကိုဘက်ကမှန်နေမှန်နေသူ့အတွက်တော့မှားတယ်ထင်မှာပဲလေ။တချို့အမေတွေဆိုအရန်ကိုတိတာတယ်။ကိုမှန်နေတယ်ဆိုတဲ့အကြောင်း ရှင်းပြစေချင်တာမဟုတ်ပဲကိုမှားနေကြောင်းဝန်ခံစေချင်တဲ့အမေစကားလုံးတွေပေါ့။ ျမမပြောတတ်လို့ဘယ်ဟုတ်ပါမလဲကျမမှာပြောစရာစကားလုံးတွေလည်းအများကြီးရှိပါသေးတယ်ပြောကျင်စိတ်မဲ့သွားလို့သာဆက်ပြီးမပြောဖြစ်တော့တာဆက်ပြီးပြောနေတဲ့ညင်းရတာပဲအဖက်တရားမှလေစေတနာတွေပဲနောက်ကပါလာမှာအဇက်လေးပိတ်ပြီးငိမ့်ငိမ့်လေးหนีလိုက်တာတစ်ဖက်နာကဝင်ပြီးတစ်ဖက်နာကထွက်လိုက်တယ်။ရာရာတိုင်းမှာလိုက်ပြီးရှင်းပြစရာမှမလိုတာ။နားလေသဘောပေါက်တတ်တဲ့လူတစ်ယောက်အတွက် အမှန်ကဘယ်ဟာအမှားကဘာဆိုတာရှင်းရှင်းလင်းလင်းသိနိုင်တဲ့ပြဿနာတွေမှာပြိုင်မီးမဖြစ်ချင်တော့လို့ကျမနှုတ်ဆက်လိုက်တာပါဒီလောက်ပါပဲမိမသားတို့အတွက်ရှင်ယွန်းနှုတ်ဆက်နေတိုင်းပြောစရာမဲနေတာမှမဟုတ်ဖဲလေကိုပြောလို့လည်းအရာမထင်တဲ့အရက်မှာပါဇက်ပိတ်နှုတ်ဆက်နေပြီးလိုက်တာပါကိုကိုကိုလည်းတနာပါအောင်နာကျင်စင်မန်းတည့်ရက်နဲ့မပြတ်မသားနဲ့ဆက်ပြီးစုပ်ကင်ထားတာ မပင်မန်းလုံးဘူးလား ဒဏ်ရာတန်ချက်တွေကိုဘလောက်များရခဲ့ပြီးပြီလဲစိတ်မနာတတ်လို့များလားခန္ဓာရည်ပဲတိတ်ချိလွန်းနေတာလားခန္ဓာရည်ပဲတိတ်ချိလွန်းနေတာလားတခါတလေကြပြန်တော့လဲကိုကိုကိုမှန်နေကြည့်ပြီးဘလောက်တနာစရာကောင်းနေလဲဆိုတာပြန်ကြည့်ပါဦးပေါ်ရန်တွေကိုအတီကြီးတွေထင်ပြီးအနာဂတ်တွေအထိစိတ်ကူးတွေထိုင်ရင်ခဲ့မိတာတွေလိုချင်တာရှိလို့ပြုံးရင်ပြနေတာကို ကိုကိုလိုအပ်လွန်းနေတယ်လို့အပေါ်တွေတွေးထင်ခဲ့မိတာတွေ ကုံကုံပြောရရင်ကိုကိုလှဲ့စားနေတာကိုအချစ်စစ်လို့ခေါင်းစဉ်တက်မိတာတွေတေချာပြန်စဉ်းစားကြည့်ပါအောင်တဖန်ပြန်ပြီးကိုကိုကိုလည်းတနာပါအောင်ကိုမရှိရင်ဘလို့များနေမလဲလို့တွေးခဲ့တယ်လို့ဘသူကမှ ကိုဘလောက်များပင်မနေမလဲလို့မတွေးခဲ့ကြပါဘူးကို့အတွက် ကိုကိုတိုင်းပဲပြန်လှဲ့ကြရမှာလေကိုလဲကြတဲ့အခါကိုအစင်မပြေတဲ့အခါဘသူများရှိလို့လဲကိုကိုတိုင်းပဲပြန်ယုံထားရမှာလေမဟုတ်ဘူးလား တကြိမ်တစ်ခါတည်းပါတခြားသူဘဝတွေကိုပဲစာနာပြီးတခြားသူတယောက်ကိုပဲနားလည်ဖို့ကြိုးစားရင်းနဲ့အချိန်တွေအများကြီးမဖြုံးမိပါစေနဲ့ကိုကိုတိုင်းလဲမိကုံးလေးတစ်ခုမေးကြည့်ပါငါရောတကယ်ပျော်နေရဲ့လားဆိုတဲ့မိကုံးမျိုးပေါ့မိမသားတို့တွေရှင်ညွန်တခြားသူကိုဂယူဆိုင်လွန်တဲ့သူတွေကကိုကိုကိုဂယူဆိုင်ဖို့မေ့နေတတ်တယ်တဲ့မှန်ကြည့်ပြီးပြန်မေးကြည့်ပါငါကောတကယ်ပျော်နေရဲ့လားဆိုတဲ့မိကုံးမျိုးပေါ့ ငွေရှာပါငွေမရှိရင်ဆိုတဲ့စကားတွေနောက်မှာငွေရှာပါငွေမရှိရင်ဆိုတဲ့စကားလုံးရဲ့နောက်မှာပြတ်တောက်သွားမဲ့ဆက်ဆံရေးတွေရှိနေတဲ့တဲ့ငွေဆိုတာဒုတိယဖျားသခင်လိုပဲနေရာတကာမှာသူပါမပြီးတဲ့နေရာတွေကြီးပဲလေလူတွေဆိုတာကလည်းသူတို့လိုချင်တာတွေရှိနေရနေမှအနာကက်ချင်ကြတာလေငွေရှာပါငွေမရှိရင်ဆိုတဲ့စကားလုံးရဲ့အနောက်မှာမဲ့သွားတဲ့တဲ့အပြုံးတွေရှိတယ်မျက်နာကြီးကဟင်းဖက်ပါတဲ့တဲ့ခစ်ပဲ တခန့်တနာကြိုစီခြင်းရင်အိတ်ကပ်ဖောင်းနေဖို့တော့လူမယ်။မျက်နှာမွဲတယောက်အတွက်ဘသူကမှအချိန်ကုန်ခံကျင်ကြတော့တာမဟုတ်ဘူးလေ။ငွေရှာပါ။ငွေမရှိတော့ရင်ဆိုတဲ့စကလုံးရဲ့အနောက်မှာမက်ခွေမရှိတဲ့အိမ်မက်တွေ ရှိနေတတ်တယ်။တချို့အိမ်မက်တွေကဈေးကြီးလွန်းနေလေ။ငွေဆိုတာအရာရာမဟုတ်ပေမဲ့ငွေနဲ့ခင်းပြီးမှမက်လို့ရတဲ့တချို့အိမ်မက်တွေလည်းရှိပါသေးတယ်။ငွေရှာပါ။ အပေါ်ရန်အစဉ်တစားနဲ့လူတွေကိုပြောဆိုဆက်ဆံတတ်တဲ့အရာမှနေရင်သူများနည်းတူတန်းတူဝတ်စားနိုင်ဖို့ငွေရှာပါ။ငွေရှာပါ။သူတော်ဘာမျက်ရည်ဆက်တွေမပါတဲ့ငွေကိုပဲရှာပါ။မျက်ရည်ဆက်တွေပါတဲ့ငွေဟာအလုံးလက်ရှိဘဝမှာလည်းပူလောင်ရသလိုတဏှာအတွက်လည်းမကောင်းဘူး။ရိုးရိုးသားသားရှာလို့ရတဲ့ငွေကိုပဲမှတ်ပါ။ကြိုးကြိုးစားစားနဲ့ကိုယ့်ချေကိုယ့်လက်နဲ့သာငွေရှာပါ။မိမသားတို့အတွက် ရှင်ယွန်း ငွေမရှိရင်ဆိုတဲ့စကားတွေအနောက်မှာပြက်တောက်သွားမဲ့တန်ရောစင်တွေရှိတယ်။အေးဆက်သွားမဲ့ဆက်ဆံရေးတွေတကယ်ပဲရှိခဲ့ပါတယ်။လူတချို့ရဲ့နှလုံးသားထဲကို ကိုကျင်းစာတရားလေးနည်းနည်းလောက်ထည့်ပေးစေခြင်း ਨੇ ။လူတချို့ရဲ့နှလုံးသားထဲကိုကိုကျင်းစာတရားလေးနည်းနည်းလောက်ထည့်ပေးစေခြင်း ਨੇ ။အများကြီးမဟုတ်ပါဘူး။ငါသာ သူ့နေရာမှာ ဆိုပြီးတွေးတက်စေခြင်းုံလောက်ပါ။လုတ်ပြီးသွားမှငါမှားလေခြင်းဆိုတဲ့နောင်တရနေတာထက်စာရင် မလုတ်ခင်မပြောခင်ကလေးကသူ့ဘက်ကိုဘက်တွေးရင်တစ်ဖက်လူလဲနာကျင်စရာမလိုတော့ဘူးလေလူတချို့ရဲ့မျက်လုံးလေးကိုနည်းနည်းလေးဖြစ်ဖြစ်အကောင်းမြင်တတ်စေခြင်း ਨੇ အများကြီးမဟုတ်ပါဘူးနေရာတကာအကောင်းမဲမြင်နေတဲ့တဲ့မျက်လုံးလေးနည်းနည်းလေးအမှန်မြင်တတ်စေုံပါအတိတ်မှာမကောင်းခဲ့ပေမဲ့လက်ရှိမှာကောင်းဖို့ကြိုးစားနေတဲ့လူတွေပတ်ဝန်းကျင်မှာအများကြီးရှိတယ်။ပြီးတော့ကောင်းသည့်ထက်ကောင်းအောင်ကြိုးစားနေတဲ့လူတွေရှိတယ်။အကောင်းမမြင်တတ်ခြင်းနေပါ မကောင်းမဲမြင်နေတဲ့ရင်မျက်လုံးလေးမှိတ်ထားတာပိုကောင်းတယ်။အချို့လူတွေရဲ့ဗဇက်ပေါက်တွေကိုခဏလောက်ဖြစ်ဖြစ်ပိတ်ထားစေခြင်းနဲ့အကောင်းမပြောတတ်မဲ့အတူတူမပြောဘဲနေတာကပိုကောင်းတယ်။အချိုးတင်အကြောင်းတင်လည်းမရှိဘသူအတွက်မှလည်းအချိုးမရှိတဲ့စကလုံးတွေထက်စားရင်ဗဇက်လေးပိတ်ထားပြီးငိမ့်ငိမ့်လေးရက်နေတာကပိုပြီးအကုသိုလ်ကင်းပါတယ်။အများကြီးမဟုတ်ပါဘူး။နည်းနည်းလောက်ပဲဖြစ်ဖြစ်ပါ။ကောင်းအောင်စူးစမ်းနေတဲ့လူတွေအတွက်အပိစကားတွေမဟုတ်တော့ ဝေဖန်ချုပ်ချတာတွေကြီးပဲမပြောတတ်ဖို့နဲ့ကိုယ့်ထက်နှိမ်ကြနေတဲ့ဘဝတွေပေါ်ကိုချင်းစာတရားလေးတွေရှိနေစေခြင်းလို့အများကြီးမဟုတ်ဘူးတကယ်ကိုနည်းနည်းလေးပါကို့ဘက် သူ့ဘက်လေးမျက်မျက်တတလေးကြီးတဲ့ရင်ကို အစဉ်ပြေပါတယ်မိမသားတို့အတွက်ရှင်ယွန်းကိုမြင်သူ့မြင်တွေထက်ကိုချင်းစာတရားလေးပဲရှိစေခြင်း ਨੇ တခုခုမပြောခင်တခုခုမလုပ်ခင်ငါသာ သူ့နေရာမှာ ဆိုပြီးတွေးပြတာမျိုးပေါ့ လက်တွဲဖော်ကိုနှလုံးသားနဲ့ရွေးချယ်ခြင်းနဲ့ main ကလေးပါ main ကလေးဆိုတာကလေအချစ်နဲ့ပတ်သက်လာရင်တယောက်တည်းကိုတသက်လုံးပုံအပ်ပြီးချစ်ချင်ကြတာမျိုးချစ်တယ်ဆိုတဲ့စကားလုံးကိုလွယ်လွယ်လေးပြောချင်ကြတာမဟုတ်သလိုအတင်းအကျပ်လုပ်ယူလို့ရတာမျိုးလည်းမဟုတ်ဘူးလေကျမလည်းမိန်းမသားတွေကမိန်းမတယောက်ပါပဲအချစ်ကိုကိုးကွယ်ချင်ခဲ့ဘူးပါတယ်အချစ်ကကို့ပေါ်လုံခြုံမှုပေးနိုင်မယ်လို့ထင်ခဲ့ဘူးပါတယ်ပြီးတော့ယုံကြည်ကိုးစားခဲ့ဘူးတယ် ရီစားများလိုက်တာဆိုတဲ့ခေါင်းစဉ်မျိုးကျမမလိုချင်ခဲ့ဘူးတယောက်ထဲကိုပဲတေတဖန်တက်တဆုံချစ်ချင်ခဲ့တာပါအချစ်နဲ့ပတ်သက်လာရင်တာမန်ထက်ပူပြီးအစွဲလန်းကြီးတတ်တာကလည်းကျမရဲ့အားနည်းချက်တစ်ခုပါပဲကိုချစ်တယ်လို့ပြန်ပြီးချစ်စီလို့တဲ့အတ္တမိမတိုင်းမှာရှိတယ်ကိုထက်ပူပြီးတခြားတယောက်ကိုအေးမပေးစီလို့တဲ့အတ္တမိမတိုင်းမှာရှိတယ်ချစ်မိရင်ဖြစ်တတ်တဲ့အတ္တတွေပါမယုံကြည်တာလားဆိုတဲ့မိကိုနိုင်ကို စိတ်ပူတာပါလို့ကျမဖြေခဲ့ဘူးတယ်။တကယ်စိတ်ပူတာပါတခုခုထိခိုက်နာကျင်သွားမှာကအစဖျားနာမှာအဆုံးပေါ့။ကျမကြောင့်ကိုချစ်ရတဲ့လူပေါ်မနစ်နာစေခြင်းတလို့ဘသူကြောင့်မှလည်းသူ့ကို မထိခိုက်စေခြင်းခဲ့ဘူး။ဝမ်းနေတဲ့အခါဖြေသိမ့်ပေးဖို့အသင့်မှာပျော်ရွှင်တဲ့အခါအတူတူရီမောဖို့လည်းအသင့်မှာဘဝရဲ့လက်တွဲဖို့ကိုအုံနောက်နဲ့ရွေးချယ်တတ်တဲ့မိန်းမတယောက်မဟုတ်ဘူး။နှလုံးသားနဲ့ရွေးချယ်ခြင်းနဲ့မိန်းမပါ။ကိုချစ်ရတဲ့သူနဲ့အတူ ကောင်းတူဆိုးဖက်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခြင်းခဲ့တာအယုံလွယ်တယ်လို့လည်းဘယ်ဟုတ်ပါမလဲယုံကြည်ခြင်းသာအားကိုးခြင်းသာပါဒီလိုကြောင့်မဲကျမမှာအချစ်နဲ့ပတ်သက်ပြီးဒဏ်ရာဒဏ်ချက်များတယ်မိမသားတို့တွေရှင်ယုံအချစ်ကိုကိုးကွယ်ခြင်းခဲ့တဲ့မိမတော့မဟုတ်ခဲ့ဘူးဒါပေမဲ့တသက်လုံးအမြဲတူရှိမဲ့လက်တွဲဖော်ကိုတော့နှလုံးသားအလိုကျရွေးချယ်ခြင်းခဲ့ဘူးပါတယ်ကိုထားတဲ့စိတ်တဲ့အပေါ် မူတည်ပြီးဘဝကကံတူအကျိုးပေးတတ်တယ်။စိတ်အစဉ်တိုင်းရုံမာလာပြီးထင်တတ်ပါတယ်။နာမည်ကြီး brand တွေဘလောက်ပွဲဝှစ်ထားဝှစ်ထားစိတ်ဓာတ်မကောင်းတဲ့လူကတော့အယောင်ထွက်လာမှာမဟုတ်ဘူး။ Paris ကရေမွေးပဲဖြစ်ဖြစ်စိတ်ယုတ်စိတ်ပုတ်တွေကိုအနံ့အသက်ပြောက်အောင်မစွမ်းဆောင်နိုင်ဘူး။ရုံမလာလို့စိတ်ဓာတ်မကြနဲ့စိတ်နှလုံးလေးကိုလှလှလေးထားဘဝကဆိုးလို့နေလို့လေဇာတိတာတွေကိုအယောင်လိုက်မစိုးနဲ့ဘဝဆိုတာကံတူကျိုးပေးတတ်တယ် ကိုထားတဲ့စိတ်သက်ပေါ်မူတည်ပြီးဘဝကအကျိုးပေးတတ်ပါတယ်။မကောင်းတာလုပ်ပြီးချမ်းသာနေတဲ့လူကိုအားမကြနဲ့။အဲ့ဒီမကောင်းတဲ့အရာတွေနဲ့ရလာတဲ့ငွေဟာကိုယ့်ရဲ့ရိုးရိုးသားသားရှာထားတဲ့ချွေးနှဲစာလေးတွေလောက်မအေးချမ်းဘူး။ငွေပုံပေါ်ထိုင်ပြီးစိတ်ညစ်နေရတာထက်စားရင်ကိုယ့်လက်ပြကိုယ်တက်နေရတာပိုကောင်းပါလေ။မွရထက်မှအိပ်ပြတ်ရတာတွေထက်စားရင်ဖျားပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ဆက်ရတာပူတာတဲ့အိပ်ဆက်ချင်မျိုးပါအိမ်မက်လက်လက်တွေတောင်မနိုင်နဲ့ အသားဟင်းတစ်ခွက်ပါမှသမင်းကစားလို့မနေမှာဟုတ်ဘူး။ကိုစားတဲ့သမင်းဝိုင်းမှာ သူတပားမျက်ရည်ဆက်တွေမပါတဲ့သမင်းနဲ့ဟင်းကမှတကက်အဟာရကို ဖြစ်စေတာပါ။အသားဟင်းဘယ်နှမျိုးပဲပါပါ တမိုးကြီးတဲ့ဟင်းလျာတွေဘလောက်များများသူတပားမျက်ရည်ဆက်တွေရောနေတဲ့ဟင်းခွက်တိုင်းဟာမိကြီးကဲတွေတန်ရည်ပူတွေပါပဲ။တန်နီယာအတွက်ပဲကြည့်ကြည့်လက်ရှိဘဝကိုပဲကြည့်ကြည့်ကြည့်စရာတွေကြီးပဲလေဘဝဆိုတာ ိုယ်စိတ်နဲ့တန်တလောက်ပဲအကျိုးပေးတတ်တာပါစိတ်ကောင်းထားရင်ထားသလိုစိတ်ထားယုံညံ့ရင်ယုံညံ့သလိုပေါ့တချို့ဆိုမချမ်းသာဘူးဒါပေမဲ့ဘဝမှာပျော်ပျော်ရွှင်ရွှင်နေကြတယ်ပျော်ရွှင်မှုဆိုတာငွေကြေးချမ်းသာမှုနဲ့ဓာတ်ရိုက်အချိုးမကျတတ်ဘူးလေတချို့ကိုတေချာကြည့်ကြည့်ပါဘလောက်ကောင်းပေးဆိုတဲ့အဝိစားတွေဝတ်ထားဝတ်ထားစည်းကြီးပေးရတဲ့အသုံးဆောင်တွေဘလောက်ပဲသုံးသုံးစိတ်ဓာတ်မကောင်းတော့အယောင်မထွက်ဘူးလေဒါကြောင့်စိတ်ကောင်းနှလုံးကောင်းထားပါ ဘဝမှာရှိတာလေးနဲ့ရောက်ရင်တင်းတိမ်မှာရိုးသားပါကံကြိုးမပေးလို့ငွေကြေးမခန့်မချမ်းသာခဲ့ရင်တော့စိတ်ချမ်းသာရပါတယ်မိမသားတို့အတွက်ရှင်ယွန်းတန်ညာအတွက်ပဲကြည်ကြည်လက်ရှိအတွက်ပဲကြည်ကြည်ဘဝဆိုတာကိုယ်စိတ်နဲ့တန်တဲ့လောက်ပဲကြိုးပေးတာပါမေတ္တာတွေစစ်မှန်မှမြစ်တာတွေစစ်မှန်ပါလျက်နဲ့ပြန်မြင်ရလာတဲ့အခါမြစ်တာတွေစစ်မှန်ပါလျက်နဲ့ပြန်မြင်ရလာတဲ့အခါဒေါသမထွက်ပါနဲ့ တက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်ဆိုပေမဲ့ကိုပေးလိုက်တဲ့အတိုင်းတစ်ထစ်ချကြီးပြန်လာပြန်ရလာတဲ့အဲထဲမှာမေတ္တာတွေမပါတတ်ဘူးမေတ္တာကရောင်ပြန်မဟတ်တတ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ကိုပေးလိုက်တဲ့မေတ္တာတွေကိုကိုပေးလိုက်တဲ့လူထံကပြန်ရလိမ့်မယ်လို့တစ်ထစ်ချကြီးတွေးမထားစေချင်တာပါ။ "तू လဲလူကို तू လဲလူကိုလဲလူ"ဆိုပေမဲ့အသက်ရှူပုံချင်းတော့ကွာတယ်အတွေ့ချင်းအမြင်ချင်းလဲကွာတယ် ကိုကမေတ္တာထားတဲ့သူအပေါ်ပြန်ပြီးတံမိုးထားဖို့နားလဲပေမဲ့တစ်ဖက်လူကနားလဲခြင်းမှနားလဲတာမျိုးလေအတွေ့ချင်းအမြင်ချင်းမတူတဲ့အခါတံမိုးထားကြပုံချင်းလည်းမတူကြဘူးဒါကိုနားလဲထားဖို့လိုတယ်ကိုပေးနိုင်တဲ့အရာဆိုရင်တစ်ဖက်ကပြန်ပေးတာမပေးတာကိုဂိူးမဆိုင်ပဲစေတနာတန်တန်ပေးတတ်ဖို့ပဲကြိုးစားပါကိုပေးနိုင်တဲ့အရာကိုပေးလိုက်တဲ့အခါကြည်နူးဖို့ကောင်းပါတယ်သူပြန်ပေးလိမ့်မယ်လို့မျှော်လင့်မိတာကြတော့နာကျင်မှုကောင်းတယ်လေ တစ်ဖက်ကတမိုးထားရကောင်းမှနားလေရင်တော်သေးရပေါ့တစ်ဖက်က ပြန်ပြီးမတိတက်ရင်ကိုမျောလင့်ထားသလောက်ပြန်ပြီးနာကျင်ရတတ်တာကသဘာဝပါမြစ်တာဆိုတဲ့အရာမှာ928မြစ်တာက1500အချစ်ကဂုံပါတယ်928မြစ်တာလို့ခေါင်းစဉ်တက်တဲ့အခါမိသားစုတွေတငယ်ချင်းတွေ ပါနေတတ်တယ် သူကငါခင်သလိုပြန်ပြီးလဲမခင်ဘူးလို့တွေးလိုက်ကြတဲ့ကငါခင်သလိုပြန်ပြီးခင်စေချင်လိုက်တာဆိုတော့မျောလင်းချက်ပါသွားပြီးသားဖြစ်သွားပြီလေချစ်နိုင်ရင်အဲ့မျောလင်းချက်ကြီးမထားပါနဲ့လူဆိုတာထင်ထားတာထက်ပိုပြီးအပြောင်းလဲမြန်တတ်ကြတယ်ကိုကတံမိုးထားရကောင်းမှန်းနားလေလို့တံမိုးထားခဲ့ပြီးတာပဲတစ်ဖက်ကတံမိုးမထားလို့ကို့တံမိုးတွေမဲ့မသွားပါဘူးပြီးရင်မိသားစုအတွင်းမှာဖြစ်လေဖြစ်ထားရှိတဲ့အရာလေးပေါ့ ငါဒီလောက်လှုပ်ပေးနေတာကိုတောင်အကောင်းမမြင်ဘူးဆိုတဲ့အတွေးတွေဝင်လာတဲ့အခါမြန်မြန်ထုတ်ပြစ်လိုက်ပါအဲ့အတွေးတွေကကိုယ်စေတနာကိုအယောင်တွေစိုးမိစေပါတယ်ကိုကောင်းတာကိုသိနေပြီပဲကိုပေးနိုင်တဲ့အရာတွေကိုပေးနေနိုင်တာပဲအဲ့ဒီပေါ်စေတနာမပြတ်သွားစေနဲ့ကြည်နူးတတ်ဖို့လိုပါတယ်အချစ်တဲ့ပိုဆိုးတာပေါ့ကိုပေးတဲ့အတိုင်းပြန်မရတတ်တဲ့အထဲမှာအချစ်ဆိုတာထိတ်ဆုံးကပါတယ်ကိုဘက်ကဖြူစင်မှုစူးစမ်းသလား တစ်ဖက်ကလှည့်ဖျားဖို့ကြိုးစားတဲ့လူတွေနဲ့ဆုံရတတ်တယ်။ကိုယ့်ဘက်ကတံမိုးထားသလားကိုယ့်ပေါ်အလေးမထားတတ်တဲ့လူတွေလည်းအများကြီးပါ။ဒီလိုတွေကြုံလာရတဲ့အခါကိုယ့်ဘက်ကမြစ်တာတွေစစ်မှန်နေပါလျက်တစ်ဖက်ကတံမိုးမထားလို့ဒေါသမဖြစ်ပါနဲ့။တောကမရောက်ပါနဲ့မြစ်တာဆိုတာအသွားပြန်ဆိုတာရှိပါတယ်။ကိုပေးတဲ့မြစ်တာဖြူစင်ရင်ဖြူစင်သလောက်တစ်ဖက်မှာပြန်ပြီးအကျိုးပေးတတ်ပါတယ်။ဒါပေမဲ့ကိုပေးတဲ့သူစီကပြန်ရလိမ့်မယ်ဆိုပြီးတော့ တထစ်ချကြီးယုံကြည်ထားလို့မရဘူးတူသောအကျိုးဆိုတာခံစားရပါတယ်ကိုဘက်ကစိတ်လေးထားတတ်ဖို့ပဲလိုတာမိမသားတို့အတွက်ရှင်ယွန်းဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြစီနော်နောက်စဉ်အားပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေအဲ့မှလေတခုလောက်နည်းနည်းလေးပြောပြချင်တာစာလေးတစ်ချက်တစ်ချက်ဖတ်တာပြက်ပြက်သွားတာအဲ့ပြက်ပြက်သွားတာမဟုတ်ဘူးရှင် तू ကလေဒီလို တပိုက်တပိုက်အဲ့လိုအပိုက်လေးအပိုက်လေးနဲ့အဲ့လိုလေးရေးထားတာမို့လို့သူရေးထားတဲ့အတိုင်း live ဖိုက်တာ like ပြီးတော့မှဖတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုလေးတက်သွားသလိုမျိုးလေးဖြစ်ဖြစ်သွားပါတယ်ရှင်အဲ့ဒါလေးတခုပြောပြတာပါရှင်ဟုတ်ကဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်